ဖုံးဖုံးငယ်ငယ်တော့အဲ့လိုမျိုးအိုက်စာတဲ့တံကိုခန်းစားမှုလို့ပေါ့နော်ကိုရင်ဘွားအဲပစင်းဘွားပေါ့အဲအဲ့ဒီကိုဗိုက်စာတဲ့ဝေဒနာကိုခံစားမှုတဲ့အတွက်သူတို့အဲ့ဒါကိုကိုချင်းစာစိတ်နေပေါ့အာသူတို့ထမင်းစားခြင်းဆိုလူဆိုတာထမင်းစားခြင်းပါပဲလေအဲဗိုက်စာတဲ့တံကိုကိုဖြည့်ဆည်းပေးတာပေါ့ခုနှစ်ရက်သားသမီးတွေ ွေးရပါတာလူသားတယောက်ရဲ့မွေးရပါတိုင်မှာပေါ့ဒါမွေးခြင်းနဲ့တည်ခြင်းကြားထဲမှာအန်ဒီတို့လုတ်သွားနိုင်တာအားလုံးလုတ်သွားတာအဲ့တို့အန်ဒီတို့ကပီတိဖြစ်တယ်ဟုတ်ဘုံသိန်းကခွင့်တက်နေစားဖို့မလိုဘူးလူရောက်ဖို့ကျွန်တော်ကအင်မတန်လူတန်းနဲ့ဆိုရှင်းပြတင်စီဟုတ် ခဲ့တဲ့၄နှစ်ကျော်ပါပေါ့။ဖော်ဖော်တို့စကားအူဆုံးကတော့စွန်းကန်ပို့တဲ့ထမင်းဟင်းလေးတွေလှူတာပေါ့။လှူတဲ့အခါကျတော့၃40လောက်အထိလှူနိုင်တာပေါ့။နောက်ပိုင်းများလာတဲ့အခါကျတော့နောက်ပိုင်း5 600 900ဖြစ်လာတဲ့အခါကျတော့ချက်ပြီးတော့လှူရတာပေါ့။အဲလိုမျိုးပြီးဆုံးပဲဟင်းနဲ့ထမင်းနဲ့ပေါ့။အလှူရှင်ရှိရင်တော့အသားဟင်းပေါ့။အသားဟင်းရဲ့ပြီးဆုံးပဲဟင်းရဲ့ထမင်းရဲ့ ဟိုဖုံးဖုံးတို့ကိုယ့်ကိုချက်လှူရင်တော့တီးစုံပဲတီးစုံအခုကတော့တီးစုံချင်းဖြစ်သွားတာပေါ့အဲငကိုတော့ကတော့တီးစုံပဲရဲ့ထမင်းရဲ့နေ့စဉ်ပေါ့အလူရှင်မရှိလဲကိုယ့်ကိုလှူတယ်ပေါ့နေ့စဉ်အာစိတ်နှကန်ကုတူပေါ့ တော့ဘုံဘွားတော့ဟိုကိုရင်ဘွားတွေကစာတင်သားဘွားတွေကဆွန်းစားပြီးွားရင်အဲ့လိုလူလူလစ်လူထရှိတယ်ပေါ့မရှိနွမ်းပါတဲ့တကာတကမာတွေအကြောင်းရှိလာတောင်းရင်လာယူတဲ့အခါကျတော့အဲ့တော့ကိုကသူတို့ရန်ကုန်မြို့တို့အနေထားမှာဟိုဟိုဆင်းရဲတဲ့လူများတဲ့အတွက်လက်လောက်လက်စားများတဲ့အတွက်သူတို့နေစရာတော့မဖန်မီမဖန်တီးပေးနိုင်ဘူးပေါ့ ဒါပေမဲ့စားเสียလေးတော့ရအောင်ကြိုးစားမယ်ဆိုပြီးတော့ဒါဘုံဘုံစားရင်ဘုံဘုံစားနေရရင်တို့လည်းစားရမယ်ဆိုတော့ရွေချက်တစ်ခုနဲ့ဒီအစီအစဉ်လေးကိုအကောင့်တွေပေါ်ပြစ်တာပေါ့ဟိုဘုံဘုံငငယ်တော့အဲ့လိုမျိုးဟိုဗိုက်စာတဲ့တန်ကိုခန်းစားမှုတယ်ပေါ့နော်ဟိုကိုရင်ဘွားအဲပစင်းဘွားပေါ့အဲအဲ့ဒီကိုဗိုက်စာတဲ့ဝေဒနာကိုခန်းစားမှုတယ်အတွက်တို့ အဲ့ဒါကိုကိုချင်းစာစိတ်နဲ့ပေါ့အာသူထမင်းစားခြင်းဆိုလူဆိုတာထမင်းစားခြင်းမှာပဲလေအဲ့တော့အဘိုက်စာတဲ့တန်ကိုကိုဖြည့်ဆည်းပေးတာပေါ့ခုနှစ်ရက်သားသမီးတွေကိုအလူရှင်ရှိရင်မရှိရင်လည်းဘုံဘွားတော့မပူဘူးပေါ့နော်အဲဘုံဘွားကတော့ဒါအမြဲတမ်းဟိုဘာပဲဖြစ်ဖြစ်အမြဲတမ်းဟိုဟာကိုလှုပ်တဲ့အလုပ်ပေါ်မှာအမြဲတမ်းဟိုဒါဟိုဆူတောင်းတယ်ပေါ့ဆူတောင်းတယ်နောက်ပြီးတော့မြစ်တာပို့တယ် ဒီဟာဒါကတော့သူအားသူဆောင်းလျှောက်တဲ့လူရှိပါတယ်အဲအဲ့ဒါမျိုးပေါ့ဟိုအဆောင်းလျှောက်တယ်ရှိတယ်ဒါကြောင့်လဲဒါ၄နှစ်ကျော်ကာလပဲလုံးလဲလဲပတ်နေတာပေါ့သူကသူအချိန်နန်တော့လဲဟိုဟိုဖြစ်သူကသူဖြစ်သွားတာပဲပမာပြည်သားနဲ့မဟုတ်ပဲနဲ့လူတဦးနဲ့တဦးကို စာနာစိတ်ကိုချင်းစာစိတ်လူတယောက်လမ်းပေါ်မှာလဲကြနေဓာတ်ပုံရိုက်ဖို့အတိစိတ်မဟုတ်ပဲနဲ့ဒီလဲနေတဲ့လူကိုကိုဘယ်လိုကယ်မလဲပေါ့ အဲအဲ့ဒါမျိုးပေါ့အဲမီးလောင်နေရက်ပြီးကြည်နေမှစာကိုဘလို့ကူညီပေးရမလဲဆိုတော့မက်ဆေ့ပေါ့အဲအဲ့ဒါလေးကိုနားလဲနားလဲစီကျင်တာပေါ့ဟောမောတော့ကတော့ဒီအဟာရဒါနကတော့အဲဟိုလှုပ်ဖြစ်သွားမှာပေါ့နော်နောက်အခုလဲဒါအเจ้าမှာ နေရလာတဲ့လူနာတွေကိုလက်ခံပေးတယ်နောက်အရေးပေါ်ကျမကြီးမကောင်းတဲ့လူတွေကိုကိုနိုင်တဲ့လောက်ကူညီဆောင်ရှောက်ပေးတယ်ပေါ့နော်အခုလောလောဆယ် ဟော်မုန်းတော့နိုင်တလောက်လေးလုတ်ပေးတာပေါ့နောက်ပိုင်းဒါနဲ့ပို့ပြီးတော့အဲចောင်းအားလဲဟိုជីသွားမယ်နေစီနောက်ပိုင်းနေစီအားတွေပါဖန်ပြီးဖို့စီစဉ်ထားပါတယ် နတရားလောက်တယ်ဆိုတာကလေစေတနာနဲ့ဝါဒနာပါမှရတာလေအနည်းဆက်ဆက်လောက်တော့ပါဆိုရင်အင်အားအမျိုးသားကိုခွင်တာမီကျောင်းအိမ်ကျောင်းစားနဲ့တပြားမှမရဘဲနဲ့လာလောက်ပါ6လလုံးလုံးပေါ့နော်အခုဒီအခုအဲ့လိုမျိုးလောက်ခဲ့ရတာအဲ့လိုလောက်တဲ့အတွက်ဘာလို့ဖြစ်လဲဆိုတော့ပီတိရှိတာပေါ့တာသူတို့လေးတွေကိုရှင်းမှာစားနေတယ်လေဘာပဲပြောကိုရဲ့လုတ်ပေးတဲ့သူတို့ဘုံထားတဲ့စေတနာတွေကိုသူတို့ကပြန်ပြီးတုတ်ပြန်နေတာသူတို့စားနေတာမြင်ကိုကစိတ်ချမ်းသာတယ် အဲ့တော့အလှရှင်တွေကိုကိုကခေါ်တယ်ဆိုတာအန်ဒီတို့ကအိမ်မှာပြန်စားလို့ရတယ်လေအန်ဒီတို့ကအန်ဒီတို့ကပြည့်စုံတယ်ဒီမှာလာတန်းစီတဲ့ကလေးတွေကမပြည့်စုံတာများတယ်အဲ့တော့အန်ဒီတို့ကသူတို့အသားအင်းလေးနဲ့စားခြင်းတယ်စားစီခြင်းတဲ့အတွက်အန်ဒီတို့ကအလှရှင်တွေဆိုရင်လည်းအဲ့လိုပဲရှင်းပြရတယ်ဒါတို့ရှင်းပြတယ်လို့ပဲတော်တော်များများနားလဲတယ်ပြန်လာလှူတယ်အဲ့လိုဆိုရင်အန်ဒီတို့ကအဲ့ PD ကဝယ်ယူလို့မရဘူးအဲ့ဒါလေဒါအန်ဒီတို့ရဲ့မိုးရပါတာလူသားတယောက်ရဲ့မိုးရပါတိုင်ဝင်ပေါ့ဒါမွေးခြင်းနဲ့တည်ခြင်းကြားထဲမှာအန်ဒီတို့လုတ်သွားနိုင်တာအားလုံးလုတ်သွားတာ အဲ့တို့အန်ဒီတို့က PD ဖြစ်တယ်။ဟုတ်ကဲ့ငွားကွင်းတက်နေစားဖို့မလို့ဘူးလို့ရဖို့အတွက်ကျွန်တော်ကအင်ပြန်လူတန်းနဲ့ဆိုအချင်းတင်စီ။